မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့တိုက်ခန်းရှစ်လွာကနေပြုတ်ကြတဲ့အသက်၄နှစ်ကလေးကိုအသက်ရှင်ရက်ကယ်ဆယ်နိုင်ခဲ့တဲ့အကြောင်းဖော်ပြပေးကြပါရစေ။ရန်ကုန်တိုင်းပစွန်တောင်မြို့နယ်ရေကျော်လမ်းမပေါ်မှာရှိတဲ့တိုက်ခန်းရှစ်လွာကပြုတ်ကြခဲ့တဲ့အသက်၄နှစ်အရွယ်ကလေးငယ်ကိုတော့အချိန်ပိုင်းအတွင်းမှာအသက်ရှင်ရက်ကယ်ဆယ်နိုင်ခဲ့တယ်လို့ဒေသခံလူမှုကွန်ရက်အသင်းနေစီကသိရပါဗျ။အောက်တိုဘာ16ရက်နေ့ည9:00နာရီကျော်လောက်မှာ တင်းငယ်ဟာတိုက်ခန်းအတွင်စော်ကစားရာကနေပရင်ပေါင်းကနေပြုတ်ကျခဲ့တာဖြစ်ပြီးတော့တိုက်နှစ်တိုက်အကြာသုံးလွှာမှာညက်နေတာဖြစ်တဲ့အကြောင်းကလေးကိုလူမှုကူညီအသင်းနေနဲ့မိသက်ဌာနရက်ကွက်နေသူတွေကပူပေါင်းကဲထုံနိုင်တာဖြစ်တယ်လို့လည်းသိရပါဗျ။ကျွန်တော်တို့ရောက်တော့ကလေးကတိုက်နှစ်ထိုက်ကြာသုံးလမှညက်နေတယ်။လုံချုံရည်ကလည်းကလေးကိုပြုံးမကြအောင်အောက်ကနေထိမ့်ပေးထားတယ်။ အသက်ရှင်ရကယ်ဆင်နိုင်ပါတယ်ကလေးကပြုတ်ကြတော့လန့်နေတာမျိုးပဲရှိပါတယ်လို့ရေပြင်ကူညီရေးဆောင်ရွက်ခဲ့တဲ့ဒေသခံတွေကဆိုပါတယ်ကလေးငယ်ကမိကလေးဖြစ်ပြီးတော့တိုက်ခန်းရှစ်လွှာကပြုတ်ကြခဲ့ပြီးတော့ ထိခိုက်တံရအကြီးကြီးမားမားရရှိတာမျိုးမရှိပေမဲ့လိုအပ်တဲ့အကျန်းမာရေးကုသမှုခံယူဖို့အတွက်ကနေငယ်ကိုရန်ကုန်ပြည်သူစစ်ရုံးကြီးကိုပို့ဆောင်ခဲ့တယ်လို့သိရပါဗျ။ဩဂလ7ရက်ကလည်းရန်ကုန်ကြည်မြနိုင်မြို့နယ်ပန်းလှိုင်အင်ယာကမှာရှိတဲ့9လကနေအမျိုးသားတယောက်ပြုတ်ကြခဲ့ပေမဲ့ထိခိုက်ဒဏ်ရာရရှိမှုသာရှိခဲ့တယ်လို့လည်းသိရပါဗျရှင်။ ဆက်လက်ပြီးတော့လည်းဒီနေ့18ရက်ဆယ်လာ2025ရက်နေ့မနက်6နာရီခွဲအချိန်ထိတိုင်းတာတဲ့မြို့ရဲ့အခြေအနေကိုဖော်ပြပေးကြပါမယ်။မြစ်ကြီးနားမြို့ရဲ့ဟာတလမကတ်ထက်ကြပါဗျ။မြစ်ကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးအပူချိန်ကတော့32ဒီဂရီဒီနေ့အနှိမ့်ဆုံးအပူချိန်ကတော့15.5ဒီဂရီဖြစ်ပါတယ်။မြစ်ကြီးနားမြစ်ဟာစွန်းရင်မဲ1200စင်တီမီတာကိုရောက်ရှိဖို့829စင်တီမီတာ28ပေကန်အလိုမှရောက်ရှိနေပါတယ်။မြစ်ရဲ့တက်ကြပုံမှန်အနေထားခန့်မှရှိနေပါတယ်။ထူးကဲမြစ်ရဲ့ကြီးနိုင်တဲ့အခြေအနေကတော့မတွေ့ရသေးပါဘူး။ ARI မြစ်အထက်ပိုင်းမှာမိုးကအနှဲငယ်ရှိပြီးတော့ရန်ဖာရန်က ARI မြစ်ဆုံအထက်ပိုင်းမှာနေရာကွက်ပြီးမိုးသည်ထန်စွာရွာသွန်းလာတဲ့ကြောင့်ပဲမြစ်ကြီးနားမြစ်ရဲ့ကြာစင်းနေရာကနေပြန်တက်လာတဲ့အချိန်ချင်းဖြစ်ပေါ်ပါမယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန်ဒေသတွေနဲ့ ARI မြစ်အထက်ပိုင်းမေခမြစ်နဲ့မလိခမြဝန်းဒေသတွေမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနေငယ်ရှိနေပါတယ် အာရီမီယိုတက်ရှောင်းနဲ့ချင်းလင်းမီယိုတက်ရှောင်းမြေကမ်းနေမြေနေဒေတာတွေနဲ့မြေလူကျုံးမှာတော့စိုက်ပျိုးလုပ်ကင်နေထိုင်ကြတဲ့တောင်သူတွေနဲ့ရေလုံသားတွေအာရီမီကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြတဲ့မိဘပြည်သူတွေအားလုံးသိရှိနိုင်ဖို့အတွက်ဖော်ပြလာတာဖြစ်ပါတယ်ချင်းလင်းမီကတော့ခန်းနီမီဟာပေဝနီနီခံထက်ကြပါတယ်မုံရမီကတော့ တလမကံပြန်ကြပါတယ်ချင်းနှင်းမြည်ရီကတော့အတက်ကြပုံမှန်နေထားကံမှာရှိနေပါတယ်ထိုးကံမြည်ရီကြီးနိုင်တဲ့အခြေအနေမတွေ့ရသေးပါဘူးခိုင်းနှင်းမြည်ရီကတော့ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းပါမယ်ဟ ோம் လင်းမြည်ရီကတော့ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းပါမယ်ဖောင်းဖြင်းမြည်ရီကလည်းဖြည်းဖြည်းချင်းဆက်လက်ကြဆင်းပါမယ်မော်လိုင်းမြည်ရီကလည်းဖြည်းဖြည်းချင်းဆက်လက်ကြဆင်းပါမယ်ကလေးဝမြည်ရီကတော့ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းပါမယ်မင်းကိမြည်ရီကတော့ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းပါမယ် နေမျိုးမြည်ကဖြစ်ဖြစ်ချင်းဆက်လက်ကြဆင်ပါမယ်။မုံရမျိုးမြည်ကဖြစ်ဖြစ်ချင်းဆက်လက်ကြဆင်ပါမယ်။ AR မြည်အချိန်မှာတော့ဗမော်မြည်ဟာဖြစ်ဖြစ်ချင်းဆက်လက်ကြဆင်ပါမယ်။ရွှေကူမျိုးမြည်ကဖြစ်ဖြစ်ချင်းဆက်လက်ကြဆင်ပါမယ်။ကတာမျိုးမြည်ကဖြစ်ဖြစ်ချင်းဆက်လက်ကြဆင်ပါမယ်။ထီကြိုင်မြေကဖြစ်ဖြစ်ချင်းဆက်လက်ကြဆင်ပါမယ်။တပေးချင်းမြေဟာဖြစ်ဖြစ်ချင်းဆက်လက်ကြဆင်ပါမယ်။ မန္တလေးမြေကတော့ဖြစ်ဖြစ်ချင်းဆက်လက်ကြားစင်ပါမယ်။စကိုင်းမြေကတော့ဖြစ်ဖြစ်ချင်းဆက်လက်ကြားစင်ပါမယ်။မြင်းမုံမြေကတော့အတက်ကြမရှိရက်တက်ပြီးတော့ဘနေ့ကနေ့လယ်ပိုင်းမှာပြန်လည်ကြားစင်ပါမယ်။ပခုံးကူမြေကတော့အနည်းငယ်ထက်ထက်နိုင်ပြီးတော့ဒီနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းမှာပြန်လည်ကြားစင်ပါမယ်။ညအုပ်မြေကတော့အနည်းငယ်ထက်ထက်နိုင်ပြီးတော့ ဒီနေ့ညပိုင်းနဲ့မနက်ပိုင်းမနက်ပိုင်းမှာတော့ပြောင်းလဲကြဆင်းပါမယ်။ခြောက်မြို့မြေကတော့ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းပါမယ်။မြေမို့မြေကတော့ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းပါမယ်။မကွေးမြေကတော့ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းပါမယ်။အောင်လံမြေကတော့ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းပါမယ်။ပြည်မြို့မြေကတော့အတက်ကြမရှိရက်တက်ပြီးတော့မနေ့ကညပိုင်းနဲ့မနက်ဖန်မနက်ပိုင်းမှာတော့ပြောင်းလဲကြဆင်းပါမယ်။စိတ်သာမြေကတော့အနည်းငယ်ဆက်တက်နိုင်ပြီးတော့ဒီနေ့ညပိုင်းနဲ့မနက်ဖန်မနက်ပိုင်းမှာပြောင်းလဲကြဆင်းပါမယ်။ဟင်္ဒရာမြေကတော့ဖြည်းဖြည်းချင်းဆက်လက်တက်နေပါမယ်။ဇလုံမြေကတော့ဖြည်းဖြည်းချင်းဆက်လက်တက်ပါမယ်။အီယာရီမြေကမြင့်တက်တာကိုတော့24နာရီစောင့်ကြည့် ဖော်ပြပေးမယ်လို့လည်းဆိုပါရယ်ထူးခြားမှုရှိလာရင်လည်းအချိန်နဲ့တပြေးညီဖော်ပြပေးသွားအောင်မယ်လို့လည်းဆိုပါရယ်ရှင် ဆက်လက်ပြီးတော့ရွှေဆိုင်နေအားလုံးဝင်ကြီးဌာနကထုတ်ပေးတဲ့ဘောင်ချာနဲ့သာအရောင်းဝယ်ပြုလို့ရမယ်ကြောင်းဖော်ပြပေးကြပါရစေ။ရွှေဆိုင်နေအားလုံးအနေနဲ့တရားစာတာနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝင်ကြီးဌာနရဲ့အမှတ်နဲ့တက်တူတွဲလုပ်ငန်းကထုတ်ပေးတဲ့ဘောင်ချာတွေနဲ့သာရွှေရောင်းဝယ်ပြုလို့ရမှာဖြစ်တယ်လို့ရွှေလုပ်ငန်းရှင်တွေစီကသိရပါရစေ။ဒီတက်တူတွဲလုပ်ငန်းကထုတ်ပေးတဲ့ရောင်းဝယ်ဘောင်ချာရဲ့အပေါ်ဆုံးထိန်းမှာဘောင်ချာအမှတ်စဉ်ရက်စွဲဆိုင်ပြီးစည်ရင်အမှတ်လာရောက်ဝယ်ယူသူဒါမှမဟုတ်လာရောက်ရောင်းချသူအမည်နိုင်ငံသားစီစီရေးကမှတ်ပုံတဲ့နံပါတ်၄ရက်လိပ်စာဖုန်းနံပါတ်တွေပါရှိရမယ်လို့သိရပါရစေ။ဥဆိုင်ကဘောင်ချာ နဲ့မဟုတ်ပဲသူတို့ပေးလိုက်တဲ့ပေါင်ချာနဲ့အယောင်းဝယ်လို့ရမယ်။လက်ခံတရွက်ကိုတော့လားကုန်ရင်သူတို့ကိုပြန်ပေးရမယ်။အဲ့ဒီပုံစံမှာပေါင်ချာဖွင့်မယ်ဆိုရင်ကာဗွန်၃ရွက်ခံရရမယ်။အပေါ်ဆုံးကလက်ရည်နဲ့ရည်တဲ့တရွက်ရယ်ကာဗွန်တရွက်ရယ်အဲ့ဒီ၂ရွက်ကကတ်စတမာကိုပေးရမယ်။ကျန်တဲ့တရွက်ကတော့ ကိုလက်ခံတဲ့အနေနဲ့တင်ထားကျန်တဲ့တရက်ကတော့ license ရှောက်တဲ့ရောကိုလာကုန်တာနဲ့ပို့ပေးရမယ်လို့ရွှေလုံငန်းရှင်ကဆိုပါတယ်ဒီပေါင်ချမှာပစ္စည်းအမျိုးမျိုးပုံစံပစ္စည်းအမှတ်ရွှေမျိုးစာရွှေစင်းတို့ပစ္စည်းအမှတ်သားအပြင်စိန်ကြောက်၄ချိန်စိန်ကြောက်၄ချိန်ရွှေ၄ချိန်အယောဒရအလေးချိန်စုစုပေါင်းအလေးချိန်တွေကိုအစင်လိုက်ပါရှိတာတွေ့ရပါတယ်။ဒါအပြင်ရွှေကြားတင်ငွေစိန်ကြောက်တပ်ဖို့ကြာတင်ငွေပစ္စည်းတပ်ဖို့ကြာတင်ငွေအယောဒရတင်ငွေလက်ခတင်ငွေအခွန်စုစုပေါင်းကြာတင်ငွေတွေဆိုပြီးတော့ဖော်ပြထားတာကိုလည်းတွေ့ရပါတယ်။ အဲ့ဒါကလူမှုကွန်ရက်မှာအခုတော်တော်လေးကြက်ရိုက်နေတယ်သူတို့လိုင်စင်သက်ထိုက်ရှောက်ခိုင်းတယ်လိုင်စင်ကြတဲ့သူတွေကိုအဲ့ဒီပေါင်ချာတွေပါတခါတည်းထုတ်ပြလိုက်တာအဲ့ဒါတွေနဲ့ပဲအယောင်းဝယ်လုံပုံမှားလိုက်တယ်ပထမတတုံလိုင်စင်ကြကြတဲ့ကိုကအဲ့ဒီပေါင်ချာစာအုပ်ကရလာတယ်လွန်ခဲ့တဲ့2လ3လလောက်ကလေးကကိုလိုင်စင်ကကြနေပြီအဲ့ဒီကလေးကဒီစာအုပ်ကထွက်နေတာဘသူမှဘာမှပြောလို့မသိကြဘူးမနေ့ကမှတယောက်က post တင်လိုက်လို့ပေါက်သွားတာလို့၎င်းကဆိုပါတယ်လက်ရှိမှာတော့ရွှေစင်းလုံးတွေဟာရင်းညွန်းတတ်မှတ်စေးတစ်မျိုးပြင်ပပေါင်စေးကတစ်မျိုးဖြစ်နေတာကြောင့်ဒါကိုထင်းချုပ်ဖို့အခုလိုပြုလုပ်လာတာ ဖြစ်နိုင်တယ်လို့ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။ဒါနဲ့ပတ်သက်လို့နောက်ထပ်ရွှေလန်းငန်းရှင်တယောက်ကတော့ဒါကရွှေဆိုင်တွေအကုန်လုံးလိုင်စင်ပြန်လျှောက်ခိုင်းတယ်ဆိုပြီးတွေကပါပြီးသားပါ။ရွှေစဲထိန်းကျင်တို့သာတတုတွင်လိုင်စင်ပြန်လျှောက်ခိုင်းတာကိုအရင်တော့ကတတုတွင်လိုင်စင်ဆိုတာရှိမှမရှိတာအခုပဲပထမဦးဆုံးလျှောက်ရတာဒီတော့ကလိုင်စင်လျှောက်ခိုင်းကြတဲ့ကရွှေစဲထိန်းကျင်လို့ဆိုတာပါပြီးသားပါလို့ဆိုပါတယ်။ ရရွှေရောင်းဝယ်ပြည်စာစာအုပ်နဲ့ပတ်သက်ပြီးစီကံချက်တွေသတ်မှတ်ထားတာမှာလိုင်စင်ရရှိထားတဲ့သူတွေအနေနဲ့အဲ့ဒီစာအုပ်တော်၎င်းစာအုပ်ထဲကပြည်စာလုပ်ကိုတလကောင်းလွှဲပြောင်းခြင်းမပြုရဘဲနဲ့စာအုပ်အပါစာရွက်တိုင်းမှာဆိုင်နှံမယ်ဆိုင်အမှတ်တို့ကိုတစိမ့်ရိုက်နေထားရမယ်လို့သိရပါတယ်ဝင်ကြီးဌာနကထုတ်ပေးတဲ့ပြည်စာစာအုပ်ရဲ့စာမျက်နှာမှာပြည်စာအမှတ်စဉ်တွေတပါးလည်းထည့်သွင်းထားပြီးတော့စီကံချက်ထဲမှာလည်းဆိုင်တွေအနေနဲ့စာအုပ်ပါအမှတ်စဉ်အလိုက်တစ်ဆက်တည်းသုံးစွဲရမယ်လို့သတ်မှတ်ထားပါတယ်ပြည်စာကိုရေးရမှာတော့ရောင်းဝယ်တဲ့နေဆွဲဆိုင်မြေဆိုင်အမှတ်ရောင်းဝယ်သူအမှတ်မှတ်ပုံတွေနံပါတ်၄စာတွေအပြင် ်ရောင်းဝယ်သူအမည်နဲ့လက်မှတ်ကိုလည်းအပြည့်စုံထည့်သွင်းဖော်ပြရမှာဖြစ်တယ်လို့လည်းသိရပါဗျ။ဒါအပြင်ရောင်းဝယ်ပြုလို့ရမှာလည်းရင်းညွန်းသတ်မှတ်စည်းနှုန်းနဲ့ရောင်းချမှာဖြစ်တယ်လို့စီကံချက်တွေချိုးဖောက်တာပြည်စာစာရဲ့ပြောင်းဆိုတာမှန်မှန်မကန်တင်ပြတာတွေပြုလို့ရင်တော့ဥပဒေဤဥပဒေပါစီမံခန့်ခွဲရေးနည်းလမ်းတွေနဲ့အရေးယူခံရမယ်လို့သိရပါဗျ။ တရုတ်တဲ့လုပ်ငန်းကထုတ်ပေးတဲ့ဖောင်းချရည်နဲ့ရောင်းဝယ်မပြုလို့ရင်တော့သက်ဆိုင်ရာမျိုးနယ်အလိုက်ထွေထွေအုပ်ချုပ်ရေးအဖွဲ့ကအရေးယူဆောင်ရွက်မှုပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ဒါနဲ့ပတ်သက်လို့ရောင်းတိုင်းရွှေတင်တာဝန်ရှိသူကိုမေးမြန်းပေမဲ့ဖုန်းဝင်တာရှိပြီးတော့လက်ခံဖြေကြားခြင်းမရှိဘူးလို့လည်းသိရပါတယ်။လက်ရှိမှာတော့ပြည်တွင်းကပြပရွှေဈေးကွက်အတွင်းမှာတော့ကမ္ဘာရွှေဈေးတော့မြင့်တက်နေတာကြောင့်အခောက်ရွှေတစ်ကြက်သားကိုဈေးနှုန်း89သိန်းဝန်းကျင်ကိုရောက်ရှိပြီးတော့ဈေးဆက်လက်မြင့်တက်နေစဉ်ဖြစ်တယ်လို့လည်းသိရပါဗျ။ကမ္ဘာ့ရွေတင်နှုန်းကတော့အောက်တိုဘာလ18ရက်နေ့ညနေပိုင်းမှာ တောင်အဆကို4336ဒေါ်လာနဲ့ဈေးပိတ်ထားပြီးတော့အောက်တိုဘာ16ရက်ကတည်းကတောင်အဆကို95ဒေါ်လာမြင့်တက်ခဲ့တာလည်းတွေ့ရပါတယ်။ရောင်းတိုင်းရွှေအသင်း YGE ရဲ့ရင်းညွှန်းဈေးကတော့ပြီးခဲ့တဲ့စက်တင်ဘာ30ရက်နေ့ကဒီနေ့အောက်တိုဘာ18ရက်အထိကျပ်59သိန်း9000ဝန်းကျင်မှမပြောင်းမလဲရှိနေစေဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ ဆက်လက်ပြီးတော့အင်အားနည်းပေမဲ့စောက်တိန်နာကြောင့်ငလင်တန်ကိုရန်ကုန်မြို့ကနေတိတိတသာခန်းစားရတဲ့အကြောင်းဖော်ပြပေးကြပါမယ်။ရန်ကုန်တိုင်းဒလားမြို့နယ်အနီးကိုဗဟိုပြုတ်ပြီးတော့အင်အားရတာစကေ3.9အဆင့်ရှိတဲ့ငလင်လှုပ်ခတ်ခဲ့ပေမဲ့ဒီငလင်ဟာမြောက်အနက်၄မိုင်ကန်အကွာမှာလှုပ်ခတ်ခဲ့တာကြောင့်ငလင်တန်ကိုရန်ကုန်မြို့ကနေကတိတိတသာခန်းစားလိုက်ရပါတယ်။ဒီငလင်ဟာအောက်တိုဘာ18ရက်နေ့ည7:00မိနစ်မှာလှုပ်ခတ်တာဖြစ်ပြီးတော့ငလင်လှုပ်ခတ်တာကိုတအောက်ကလာတင်ငန်းကျုံစံကြောင်းတာကီတာရှိပြီးသားမညာကုန်လှိုင်းတရာလှိုင်းကမာရော့ဗဟန်အစရှိတဲ့မြို့နယ်တွေမှာခန်းစားရကြောင်းလည်းသိရပါ はい。<music>